ဒီတစ်ခါဆိုမလို့အလားပါနဲ့ပတ်သက်ပြီးတော့ပြောရအောင်မယ်ပေါ့နော်အဲ့တော့အလားပါနဲ့ပတ်သက်ပြီးတော့ပြောရအောင်မယ်ဆိုဒီတစ်ခါတော့သူများရေးထားတဲ့အကြောင်းပဲပြော တော့မယ်ဒီမှာဆိုရင် the messenger ထဲမှာရေးထားတဲ့အကြောင်းလေးပဲဘာလဲဆိုတော့ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးနိုင်ငံရေးတမားများဆိုပြီးတော့ရေးထားတာပေါ့နော် အားကြရအားကြရပဲเนาะအဲ့တော့အမျိုးသမီးနိုင်ငံရေးသမားများဆိုတော့ဒါပြောရမယ်ဆိုလို့ရှိရင်เนาะနိုင်ငံရေးသမားတွေကဟိုတနည်းတစ်ပုံနဲ့သူတို့ဖာသူတို့ပေါ့เนาะဟိုကောင်းတာရှိမယ်မကောင်းတာရှိမယ်ဒါပေမဲ့သူတို့ရဲ့တခုတည်းသောရည်ရွယ်ချက်ကတော့နိုင်ငံတော်ကောင်းစားအောင်လုပ်ပေးဖို့ပဲနိုင်ငံရေးဘယ်ပါတီမဆိုဘယ်နိုင်ငံရေးသမားမဆိုတော်တော်များများပေါ့เนาะဒီလိုမျိုးထင်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အာအမျိုးသမီးလေးတွေအနေနဲ့လည်းဒီလိုမျိုးနိုင်ငံရေးသမားဖြစ်ပေမဲ့လည်းပေါ့เนาะအရန်လဲလှပြီးတော့ဆွဲဆောင်မှုရှိရသူတွေရှိတယ်တဲ့အဲ့တော့ဒါသူတို့ရဲ့နိုင်ငံရေးပြီးတော့သူတို့ကဘယ်သူလဲဆိုတာတွေပြီးတော့သူတို့ရဲ့ biography လေးရေးထား 对的，oh, 没有。Okay. ပထမတစ်ခုကကနေဒါကပေါ့နော်သူ့နာမည်ကဘာလို့လဲဆိုတော့ Billina Stronach ဆိုတဲ့အမျိုးသမီးပေါ့အဲ့တော့သူကကနေဒါပါလီမန်မှာတာဝန်ထမ်းဆောင်ခဲ့ဝူတဲ့သူပါတဲ့အဲ့တော့စီးပွားရေးလုပ်ငန်းရှင်တူဦးလည်းဖြစ်ပါတယ်ဒါအပြင်လူသားအကျိုးပြုလုပ်ငန်းတွေကိုလည်းတက်တက်ကြွကြွနဲ့ပါဝင်ပြီးတော့ဆောင်ရွက်ပါတယ်တဲ့အဲနောက်တစ်ခုကကနေဒါပါလီမန်မှာဆိုရင်2004ခုနှစ်ကနေပြီးတော့2008ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့တယ်ဒါမဲ့သူကဒီလိုမျိုးနိုင်ငံရေးတက်ကြွလှုပ်ရှားသူဆိုပေမဲ့သူကပထမအစောပိုင်းမှာဆိုရင်တော့ Conservative ဆိုတဲ့ပါတီကိုထောက်ခံတဲ့သူ うん、食べめ နောက်ပိုင်းမှာကျတော့ဘာဖြစ်လဲဆိုတော့ Liberal Party ရဲ့ထောက်ခံသူဖြစ်လာရဲ့တဲ့အဲ့တော့ဒါမှာသူတို့နိုင်ငံမှာလည်းသူတို့ရဲ့ယုံကြည်ချက်နဲ့သူတို့ပေါ့နော်သူတို့ရဲ့ဒါအတွေးအမြင်နေနဲ့သူတို့ဒါယုံကြည်ရာလက်ခံရာကိုဒါပြောင်းလဲပြီးတော့ထောက်ခံတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကနိုင်ငံရေးလောကကနေနောက်ပိုင်းမှာထွက်မြောက်လာတဲ့အခါမှာဆိုရင်ကနေဒါနိုင်ငံရဲ့အကြီးဆုံးကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ဒီ Magna ဆိုတဲ့ကုမ္ပဏီမှာပေါ့နော်အမှုဆောင်ချုပ်ဆိုတဲ့အမှုဆောင်ချုပ်တာဝန်ကိုသူကထမ်းဆောင်ခဲ့တယ်ဒီမှာဆိုရင်ဘာကြောင့်သူကအမှုဆောင်ချုပ်တာဝန်ထမ်းဆောင်ခဲ့လဲဆိုတော့သူ့ရဲ့ဖခင်တည်ထောင်ထားတဲ့ကုမ္ပဏီရဲ့ ်မှာအဲ့မှာတော့အမှုဆောင်ချုပ်လုပ်တယ်အဲပြီးတော့နိုင်ငံရေးလောကမဝင်ရောက်မိအချိန်တုန်းကတော့အဲ့ဒီကုမ္ပဏီမှာသူကဘုတ်အဖွဲ့ဝင်ဖြစ်ပဲပါဝင်ပြီးတော့အဆောင်ရွက်နေတာတဲ့အဲ့တော့ချမ်းသာတဲ့လူရန်စားမွေးဖွားလာတာဖြစ်တဲ့အတွက်ဖြစ်ပေမဲ့ပေါ့နော်နိုင်ငံသားရဲ့အတွက်အကောင်းဆုံးဆောင်ရွက်ပေးခဲ့တယ်အခုလက်ရှိမှာဆိုရင်နိုင်ငံကြီးလောကကနှုတ်ထွက်လိုက်တယ်ဆိုပေမဲ့လူမှုအကျိုးပြုလုပ်ငန်းတွေကိုဆောင်ရွက်နေစေဆိုပြီးတော့လည်းပြောထားတယ် အဲ့တော့เนาะသူကကြတော့ဒါကနေဒါနိုင်ငံကပြီးတော့ယူကလေးကလည်းချော့ချော့လေးတော်တော်လေးဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတူပဲပေါ့เนาะဒါသူကတော့နာမည်ကောင်းတဲ့ကြော်ကြားတဲ့နိုင်ငံကြီးဒီလောကကဒါဆွဲဆောင်မှုရှိတဲ့အမျိုးသမီးပေါ့အဲနောက်ထပ်တယောက်လာမယ်သူကတော့နာမည်ကောင်းတဲ့ကြော်ကြားတာမျိုးတော့မဟုတ်ဘူးအဲ့တော့သူကကြတော့ Estonia ဆိုတဲ့နေရာကပေါ့เนาะနာမည်က Anna Maria Galujan ဆိုတဲ့အမျိုးသမီးအဲ့တော့ဓာတ်ပုံထမပြတာတော့သူကဒီ Playboy Magazine ရဲ့ cover မှာသူရိုက်ထားတာဩ အဲ့တော့ဒီမှာဆိုရင်သူကဒီပေါ့နော်အက်စတိုးရီးယားနိုင်ငံရေးသမားတူပါတဲ့2009ခုနှစ်မှာအဲ့ဒီအက်စတိုးနီးယားနိုင်ငံမှာထုတ်ဝေတဲ့ Playwright Magazine ရဲ့အစအုပ်မျက်နှာဖုံးမှာပေါ့နော်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Playwright Magazine ရဲ့မျက်နှာဖုံးဆိုတော့ဟာဒါသိရတဲ့အတိုင်းပေါ့နော်အဲ့ဒီမှာပါဝင်သရုပ်ဆောင်ခဲ့တယ်ဒါကြောင့်မို့လို့သူကဒီပေါ့နော်ဒီသူတို့ရဲ့နိုင်ငံမှာဆိုရင်ထင်ရှားတဲ့နိုင်ငံရေးသမားဖြစ်တယ်ဆိုတာကဒီလိုမျိုးနိုင်ငံရေးလှုပ်လို့နိုင်ငံရေးမှာစွန့်စွန့်တက်မြန်ဆောင်ရွက်လို့ဖြစ်တယ်ဆိုတာအထက်အခုလိုမျိုးအဖော်ချွတ်ဓာတ်ပုံတွေကြောင့်သူကပို့ပြီးတော့ချွ ုထားတာလေဒါပေမဲ့ဆွဲဆောင်မှုတော့ရှိရလို့ပြောထားတယ်เนาะဒီထဲမှာတော့နောက်တစ်ခုကဘာလဲဆိုတော့မြေမြေဆွဲဆောင်တာ ဲ့တော့ဒီမှာဆိုလို့ရှိရင် तू ကတော့အဲ့လိုမျိုးပေါ့နော်ဟိုအဖေချုပ်ပုံနေကြနာမည်ကြီးရယ်ဆိုပေမဲ့ तू ကတော့သူ့ကိုသူ့ရဲ့နိုင်ငံရေးလေ့လာသူအနေနဲ့ခံယူထားပါတယ်တဲ့ခံယူချက်ကတော့ပြင်းထန်ပါတယ်ဒါပေမဲ့ तू ကနိုင်ငံငွေတွေအလွဲသုံးစားလဲလုပ်ခဲ့သေးတယ်ဟောအဲ့လိုလားอืมအဲ့တော့ तू ကဘာလဲဆိုတော့ Estonia ပြောင်းလဲရေးပါတီပေါ့အဲ့ဒီပါတီမှာလူငယ်ခေါင်းဆောင်အနေနဲ့ခန့်အပ်ခံရတယ်ပေါ့နော်ဟိုရာဇဝတ်မှုဘယ်ရဆောက်လို့လဲဆိုတော့ပြောပြမယ်အဲ့တော့အဲ့ဒီပါတီမှာလူငယ်ခေါင်းဆောင်ဖြစ်ခန့်အပ်ခံရတယ်ခန့်အပ်ခံရပြီးတော့2012ခုနှစ်မေလမှာဆိုရင်လူငယ် ်ပေါ့နော်စီမံကိန်းရန်မုံငွေယူရို6000ကိုလိမ်လည်ရယူသွားတာတဲ့အော်အဲ့လိုမျိုးလိမ်လည်တဲ့အတွက်2015ခုနှစ်ဖေဖော်ဝါရီလမှာအကျဉ်းထောင်မှာထောင်နှန်းဆန်နေရတဲ့နိုင်ငံရေးလှုပ်ရှားသူတူပါတဲ့နိုင်ငံရေးကိုအစွန်းရောက်လှုပ်ရှားလို့ဒီထောင်အကြခံရတာမျိုးလည်းမဟုတ်ဘူးသူကဒီလိုမျိုးရန်မုံငွေအလွဲသုံးစားလုပ်မှုနဲ့ထောင်ကြခံရတာပေါ့နော်အဲ့တော့သူကလည်းနမဲကြီးတဲ့နိုင်ငံရေးလှုပ်ရှားသူတူပါပဲဆိုပြီးရေးထားတယ်။နောက်ထပ်အရန်ချောတဲ့ဒီနိုင်ငံရေးလှုပ်ရှားသူတူကဘာလို့လဲဆိုတော့ဂျာမနီကနမဲကဂျူလီယာဘောင်း ဆိုတဲ့အမျိုးသမီးပေါ့နော်သူကအသက်16နှစ်အရွယ်တည်းကဂျာမနီနိုင်ငံရဲ့ပါလီမန်မှာတာဝန်ထမ်းဆောင်ခဲ့ရတဲ့တော်လာနော်16နှစ်နည်းနည်းရှိသေးတယ်16နှစ်ဆိုတာနော်ဟိုကိုယ်ဆိုအဲ့ဒီနိုင်ငံရောက်တော့ပါသိသိတာမသိဘူးနော်အဲ့တော့16နှစ်အရွယ်နဲ့ဒီလိုဆိုတော့သူတို့ရဲ့နိုင်ငံမှာဆိုရင်အသက်အငယ်ဆုံးတော့သူကဗာလဲဆိုလွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်တဲ့16နှစ်ဆိုတော့အရန်လဲငယ်တယ်ပေါ့နော်အဲ့တော့သူကလဝဲပါတီကိုကိုစားပြုပြီးတော့2004ရနေပြီးတော့2014ဒီတာဝန်ထမ်းဆောင်ခဲ့တဲ့သူပါတဲ့အရန်ချော့တဲ့ဒီမျိုးသမီးကအသက်16 ၄နှစ်အရွယ်မှာဒါစတန်မျိုးမှာရှိတဲ့အကြောင်းကောင်စီပြောရေးဆိုခွင့်ရှိသူဖြစ်တာဝန်ပေးခံရရဲပြီးတော့သူကဘာလဲဆိုတော့ဒီဘောနော်သူအသက်လဲငယ်တာဖြစ်တဲ့အတွက်သူတို့ပါလီမန်မှာဆိုရင်ပညာရေးပြီးတော့အားကစားနဲ့သက်ဆိုင်တဲ့အရာတွေကိုအဓိကထားပြီးတော့တာဝန်ထမ်းဆောင်ရရဲနောက်တစ်ခုကလူငယ်ရေးရာတွေနဲ့ပတ်သက်ပြီးတော့တာဝန်ကျေမြွန်ထမ်းဆောင်နိုင်ခဲ့သူဖြစ်တဲ့အတွက်တဲ့ဂျာမနီနိုင်ငံမှာဆိုရင်ထင်ရှားတဲ့နိုင်ငံရေးသမားအယန်းကိုဆွဲဆောင်မှုရှိပြီးတော့ချောမော့လှပါတဲ့အမျိုးသမီးတူဦးအနေနဲ့ဘောနော်သူတို့အနေနဲ့ဒါနာမည်ကျော်ကြားရတယ်ဆိုပြီးတော့လည်းပြောထားသေးတယ်။တော်လိုက် ကြတာဟုတ်တယ်နော်နောက်နေ့ကျမှပဲဒါတခြားမျိုးသမီးရှိသေးရထပ်ပြောပြမယ်လောလောဆယ်တော့၃ယောက်ပြောတာ၂ယောက်ကတော့တော်တော်လေးကိုအဖက်ဖက်ကပြည့်ပြည့်စုံပြီးတော်တယ်အသက်ငယ်ငယ်အမျိုးသမီးလေးတွေပဲဆိုတော့ခုံညာပဲဟုတ်တယ်နော်ဟုတ်တယ်နော်ဟိုအမျိုးသမီးတွေဆိုပေမဲ့နော်စိတ်ထဲလည်းမကြအောင်အမျိုးသမီးတွေဆိုတာလည်းဒါတကယ်လို့ထွေးချွန်ထက်မြတ်မယ်ဆိုရင်နော်ခေါင်းဆောင်နိုင်တဲ့ရည်ချင်းကြီးရှိရသူတွေဒါပေါ့ကဲဒါဆိုရင်အခုခဏလာကြမယ်နော်ခေတ္တပြုမေစီစီကနေခဏနေပြည့်သက်တီတက်ပြောပြပေးမယ်အကြောင်းအရာတွေနဲ့အတူတူပြန်လာရဲပါဦးမယ်ရှင် thank you